ားလုံးပဲမင်္ဂလာပါမြောက်ဦး entertainment ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား Boring Company ကတည်ဆောက်နေတဲ့ F47 ဟာအခုအထိဖန်တီးဖူးသမျှတွေမှာအဆင်အမြင်ဆုံးတိုက်လေယာဉ်ဖြစ်အောင်တည်ဆောက်နေတာပါဒါပေမဲ့တရုတ်ကဒီလေယာဉ်ကိုစင်ခေါ်ဖို့အတွက်စ조사လာပါတယ်စစ်ပွဲဖြစ်လာရင် F47 ကိုဖျက်ဆီးပစ်ဖို့ဆိုတဲ့အဓိကရည်မှန်းချက်တစ်ခုနဲ့သူတို့ရဲ့ကိုယ်ပိုင်တိုက်လေယာဉ်ကိုတရုတ်နိုင်ငံကဖန်တီးနေပါတယ် ဒီကနေ့ဗီဒီယိုမှာတော့တရုတ်နဲ့အမေရိကန်တို့ရဲ့လေယံခံတာအရှင်ပြိုင်မှုအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။2025ခုနှစ်မတ်လမှာ American Leader က F-47 ကိုတိစောက်ပြီးစမ်းသပ်ဖို့အတွက်ဒီ Boeing Company ကို American Dollar 20 Billion တန်ဖိုးရှိတဲ့စာချုပ်တစ်ခုကိုပေးအပ်ခဲ့ပါတယ်။ဒီလေယံဟာ Next Generation Air Dominance NGAD Program ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးတော့ကမ္ဘာပထမဆုံးစားသမားမျိုးဆက်တိုက်လေယံဖြစ်နိုင်ပါတယ်။ ဒီစီဇန်ကိုသမ္မတတော်နေထရန့်ပြီးရင်ကာကွယ်ရေးဝန်ကြီး PT Hazard နဲ့လေတဲ့ဦးစီးချုပ်ဗိုလ်ချုပ်ကြီး David Olven တို့က2025ခုနှစ်မလ21ရက်နေ့မှာကျင်းပခဲ့ပါတယ်။ F47 ဟာ F22 Raptor နေရာကိုအစထိုးမှဖြစ်ပြီးတော့တရုတ်လိုပြိုင်ဘက်တွေထက် American လေကြောင်းစွန်းအားကဥဆောင်နိုင်စေဖို့တိစောက်ထားတာပါ။အဲ့ဒီလေယာဉ်အမျိုးအစားအဆင့်200ကနေ250လောက်အထိဝယ်ယူဖို့ဒေါ်လာ16.6ဘီလီယံအသုံးပြုမယ်လို့ American လေတဲ့ကထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ F47 တစင်းရှင်းစီရဲ့တန်ဖိုးဟာ American Dollar သန်း300ဝန်းကျင်ရှိနိုင်တဲ့အတွက်ဒေါ်လာ90ဘီလီယံလောက်ထပ်မံလိုအပ်နိုင်ပါတယ်။လေယံတစင်းအတွက် American Dollar သန်း300ဆိုတဲ့ဈေးနှုန်းဟာအလွန်တရာမှအများလွန်ပါတယ်။ F22 Raptor တုန်းကလည်းအရန်ကိုဈေးကြီးလွန်တဲ့ပြဿနာနဲ့ရပ်ဆိုင်ခဲ့ရပါတယ်။ F22 ရဲ့ကုန်ကျစရိတ်ဟာတစင်းကို American Dollar သန်း350အထိရောက်ရှိတော့တဲ့အတွက် အစီးရေ300ကျော်ဝယ်ယူမယ်လို့သတ်မှတ်ထားတဲ့ဒီ American လေးတဲ့ဟာဆိုရင် 189အထိရှော့ရှာပြစ်လိုက်ရပါတယ်။ FPD7 ဆိုရင်ပိုအဆင်းပြင်းပြီးတော့မှဈေးအနည်းငယ်တက်တာပဲလေ American Dollar တန်း300ဆိုတာဟာ F35 Lightning 2ရဲ့ကုန်ကြစည်းရိတ်ထက်၃စားလောက်ပိုများနေတော့ပါ။ F35 ကိုအစင်းမြင့်တင်လိုက်ရင် F47 ရဲ့စွန်းရီ80ရာခိုင်နှုန်းအထိကိုရရှိမှာဖြစ်ပြီးတော့ကုန်ကြစည်းရိတ်ကလည်း F47 ကုန်ကြစည်းရိတ်ရဲ့တဝိုင်းလောက်သာရှိနိုင်မယ်လို့ Lockheed Martin ကုမ္ပဏီကအကြံပြုခဲ့ပါတယ် ဒါကြောင့် FD7 ဟာထုတ်လုပ်ဖို့တကယ်ထိုက်တန်ပါမလားလို့အများစုကမေကွန်းထုတ်လာကြပါတယ်။2024ခုနှစ်မေလမှာ American လေတဲ့ဟာ NGAD program ကိုတော့မှခေတ္တရန်လာပြီးတော့မှ FD7 ကိုဆက်လုပ်သင့်မလုပ်သင့်ပြန်လေသုံးသပ်ခဲ့ရပါတယ်။လာပေါင်းများစွာစံတမ်းမှုတွေနဲ့ဒီကွန်ပျူတာပုံဖော်မှုတွေသူတို့ပြုလုပ်ပြီးတဲ့နောက်မှာ American လေတဲ့အနေနဲ့ FD7 ကိုလုံးဝလိုအပ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အနာဂတ်လေကြောင်းတိုက်ပွဲတွေပေါ့နော်အထူးသဖြင့်ဒီတရုတ်နဲ့တိုက်ပွဲတွေဖြစ်တဲ့အခါမှာ F47 လေယာဉ်ကတကယ့်လိုအပ်ချက်နဲ့အကောင်းဆုံးဖြစ်ရှင်ချက်ဖြစ်လာလိမ့်မယ်လို့သူတို့ကယုံကြည်ကြပါတယ်။ဒီလေယာဉ်ရဲ့စွမ်းရည်တွေဟာကမ္ဘာပေါ်မှာရှိတဲ့ဒီအစားတိုက်လေယာဉ်တွေအလုံးထက်အများကြီးလဲတာလွန်ပါတယ်။တရုတ်နိုင်ငံကသူတို့ရဲ့ဒီကိုပိုင်စားသမားမျိုးဆက်တိုက်လေယာဉ်နှမျိုးကိုဖန်တီးနေတဲ့အချိန်မှာအမေရိကန်လေတဲ့အနေနဲ့ဒီလိုမျိုးတာလွန်တဲ့လေယာဉ်မျိုးကိုလိုအပ်နေပါတယ်။2024ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာတရုတ်နိုင်ငံကစံသက်ပြန်တန်းနေတဲ့အမျိုးအမြင်မတိသေးတဲ့လေယာဉ်20ကို ဗီဒီယိုတစ်ခုမှပြသခဲ့ပါတယ်။အဲ့ဒီနှစ်ဆင်းဟာအရင်ကကျွန်တော်တို့မြင်ဘူးသမျှဒီတရုတ်တိုက်လေယာဉ်တွေထက်အများကြီးပိုအဆင်ပြေပုံရပါတယ်။အဲ့ဒီနှစ်ဆင်းကတော့ J-36 နဲ့ J-50 ဖြစ်တယ်လို့သိမကြခင်မှာထုတ်ပေါ်နိုင်ခဲ့ကြပါတယ်။ J-36 က J-50 ထက်တိတိတတ်တာပိုကြီးပါတယ်။ကျွမ်းကျင်သူတွေကတော့ J-36 ကိုတရုတ်ရဲ့အကြီးကစားသမားမျိုးဆက်တိုက်လေယာဉ်အဖြစ်သတ်မှတ်ပြီးတော့ J-50 ကတော့အဖော်လေယာဉ်ဖြစ်လိမ့်မယ်လို့ယူဆခဲ့ကြပါတယ်။ခင်မိလေကြောင်းတိုက်ပွဲတွေမှာစားသမားမျိုးဆက်ဂျက်လေယာဉ်တွေဟာ မစ်ရှင်တွေမှာပံ့ပိုးကူညီဖို့အတွက် AI စွမ်းအားသုံးမောင်းသူမေရှင်တွေနဲ့အတူပြန်တန်းလေရှိပါတယ် F47 ဟာလည်းဒီလိုအဖော်လျှံတွေနဲ့ပြန်တန်းမှာဖြစ်ပြီးတော့ American ကဒါတွေကို Collaborative Combat Aircraft ပေါ့နော် CCA လို့ခေါ်ပါတယ်ဂျေတာဒီစစ်ပါလေကြောင်းအတားစီရဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးတော့ F47 ရဲ့အဓိကပြိုင်ဘက်ဖြစ်လာမယ်လို့ American လေတပ်ကယုံကြည်ထားပါတယ်။ J-30 ရဲ့အမီမေဂျက်အင်ဂျင်ဒီဇိုင်းနဲ့အစင်းမြင့်နည်းပညာတွေအသုံးပြုထားတာတွေဟာ အမေရိကန်လေကြောင်းစွန်းအားအတွက်တကယ်ရှိန်ဆောင်မှုလည်းဖြစ်လာစေနိုင်ပါတယ်။တရားဝင်အဆက်အလက်တွေကိုတိတ်မတိရပေမဲ့ဂျေတာတီစစ်ပါကိုပြောင်းနိုင်စွန်းနဲ့ဒီတာဝဲမစ်ဆန်တွေအတွက်တိစောက်ထားပုံရပြီးတော့အမေရိကန်တရုတ်ပဋိပက္ခဖြစ်လာနိုင်ခြင်းရှိတဲ့အင်ဒိုပစိဖိတ်ဒေသတစ်လျှောက်စစ်ဆင်ရေးတွေအတွက်အသုံးပြုလာနိုင်ပါတယ်။သူရဲ့အမည်မပါတဲ့စိန်ပုံတံတန်ဒီနှစ်ထပ်ထရီဂန်အတောင်ပဲဒီဇိုင်းဟာဆိုရင်ရေဒါပေါ်မှာရှာဖွေရခက်ခဲစေပြီးတော့တရုတ်ရဲ့တပ်တန်းရင် J20 တိုက်လေယာဉ်ထပ်တော့မှပိုခက်ခဲစေပါတယ်။ ရေတာတီစစ်ဟာ WS10C engine သုံးလုံးကိုအသုံးပြုထားတယ်လို့သတင်းရရှိပေမဲ့နောက်ပိုင်းမှာအသေးဖြစ်တဲ့ WS50 engine တွေနဲ့ပြောင်းလဲတက်ဆင်မှာဖြစ်ပါတယ်။ဒီလျင်ဟာ after burner မသုံးဘဲအတန်ထက်မြန်အောင် MAX 1.35နဲ့ပြန်တန်းနိုင်ပြီးတော့တိုက်ခိုက်ရေးပြန်တန်းနိုင်တဲ့အကော့အဝေးကလေမိုင်1850ခန်းရှိပါတယ်။ဒီအချက်ကတောင်တရုတ်ပင်လယ်လိုနေရာတွေနဲ့အတွင်းပိုင်းအထိထိုးစေးဆင်နိုင်ပြီးတော့မှအဝေးမှာအရှိစိုက်ထားတဲ့ဒီ American နဲ့ Mahamate တပ်ဖွဲ့တွေကို ဒိုင်းရိုက်စင်ခေါ်နိုင်တယ်လို့ဆိုလိုပါတယ်။တရုတ်နိုင်ငံဆိုလို့ရှိရင်လည်းမောင်းသူမင်းလီယန်နဲ့ AI နည်းပညာမှာကမ္ဘာကိုဥဆောင်နေပြီးတော့ဒါကိုသူတို့ရဲ့ကြီးမားတဲ့ခေါင်းငင်ရှိုးတွေနဲ့မောင်းသူမင်းပြန်တမ်းမှုစနစ်မှာကြားသထားပါတယ်။ဆိုလိုတာက J37 ဟာတိုက်ပွဲတွေမှာ AI မောင်းသူမင်းလီယန်အုပ်စုတွေကိုထိန်းချုပ်နိုင်ပါတယ်။လေတွေကနေကွဲကဲရေးဌာနတစ်ခုအဖြစ်လှုပ်ဆောင်ပြီးတော့မှထောက်လန်းရင်း electronic စစ်ဆင်ရေးဒါမှမဟုတ်တိုက်ခိုက်မှုတွေအတွက် J37 ကိုအသုံးပြုနိုင်ပါတယ်။ မောင်းတူပါမောင်းတူမဲ့ပူပေါင်းမှုလို့ခေါ်တဲ့ဒီသဘောတရားဟာ American F47 နဲ့ CCA မောင်းတူမဲ့လေယံတွေအသုံးပြတဲ့နည်းနဲ့အတိုင်းတရုတ်ကပုံစံတူကူချလိုက်တာပါတရုတ်နိုင်ငံဟာသူ့ရဲ့မောင်းတူမဲ့အဖော်လေယံတွေကို American ထက်များအောင်နဲ့ပိုပြီးလေယံမြင်မြင်စမ်းသပ်နေပုံရပါတယ်ဒီလိုမြင်မြင်ဆက်ဆက်အများကြီးထုတ်လုပ်ဖို့စမ်းသပ်ဖို့လုပ်လာတာက American အတွက်တော့ကြီးမားတဲ့စင်ခေါ်မှုတစ်ခုလည်းဖြစ်လာပါတယ် American F47 ဟာ2019ကတည်းက စံသက်လျင်ဒဇင်းဖြစ်ခဲ့ပေမဲ့တကယ့် engineer ဘိုင်းနဲ့စက်ရုံလုပ်ငန်းတွေကို2025ခုနှစ် match လာမှာစတင်ခဲ့တာပါ American ကတော့ F47 ကို2029ခုနှစ်မှာစတင်အသုံးပြုနိုင်ဖို့ကြီးမားထားပါတယ်ဒီစက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့တရုတ်ကတော်တော်လေးကိုရှေ့ပြေးဖြစ်နေပြီလို့ပြောလို့ရပါတယ်သူတို့ရဲ့လျင်ကတကယ့်အသုံးပြုနိုင်တဲ့အဆင့်အထိရောက်နေပြီလို့လည်းသတ်မှတ်လို့ရပါတယ်ဒါကြောင့်တရုတ်နိုင်ငံဟာသူတို့ရဲ့ J30 လျင်ကိုစီးရဲသုံးအတွက်အဆင့်အသင့်လှုပ်လာနိုင်တော့မှဖြစ်ပြီးတော့ F47 အသုံးမပြုနိုင်ခင်မှာတရုတ်ဘက်ကကြုံလွန်တော့မှာဖြစ်ပါတယ်။အဲဒီလိုသာဆိုရင်တရုတ်နိုင်ငံဟာစားသမားမျိုးဆက်တိုက်လေယာဉ်ကိုအရင်ဆုံးအသုံးပြုတဲ့နိုင်ငံဖြစ်လာပါလိမ့်မယ်။တရုတ်နိုင်ငံဟာကမ္ဘာမှာတကယ်ကိုအားကျလေးစားရမယ့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်လာပါလိမ့်မယ်။တရုတ်ကဒီပြိုင်ပွဲကိုအနိုင်ရမယ်ဆိုရင်နိုင်ငံအပေါ်မှာလူတွေရဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်ပါတယ်။အခုအချိန်ထိတရုတ်နိုင်ငံဟာအမေရိကန်ရဲ့ဒီဇိုင်းတွေကိုကူရှားတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့အကြီးအသေးနိုင်တဲ့ဆက်ပစ္စည်းတွေကိုထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ရှုမြင်ကြပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံကသာဓမမျိုးဆက်တိုက်လေရင်ကိုအရင်ဆုံးတည်ဆောက်နိုင်ခဲ့ရင်ဒီတစ်ခါဘသူကကူရှာခဲ့တယ်လဲဆိုတဲ့မျိုးကိုပေါ်လာပါလိမ့်မယ်။ပထမဆုံးကတရုတ်နိုင်ငံအတွက်ကမ္ဘာတဝန်းနဲ့ဒီတရုတ်နိုင်ငံအတွက်မှာပါယုံကြည်မှုတိုးမြင့်ပေးနိုင်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်ကခေအမီဆုံးစစ်ဖက်နေပညာမှာတခြားသူတွေကိုအနိုင်ယူနိုင်ကြောင်းကိုခဏတာပဲဖြစ်ဖြစ်ပြသနိုင်မှာမို့လို့ပါ။ဂျေတာတီစစ်တာပိုဆောပြီးတော့မှဒီ တက်တော့ဝင်လာနိုင်ခဲ့ရင်တရုတ်ကလည်းတကယ်တိုက်ခိုက်ရေးဆိုင်ရာအချက်အလက်တွေကိုပိုဆော့ပြီးရရှိမှာဖြစ်တဲ့အတွက်အနာဂတ်တိုက်ပွဲတွေကိုပြောင်းလဲပြစ်နိုင်မယ်အဆင်မြင့်တယ်မှုတွေပြုလုပ်နိုင်ပါလိမ့်မယ်အမေရိကန်ကတော့ F47 အရှေ့ခံမော်ဒယ်ကိုပဲအခုထိတည်ဆောက်နေတုန်းရှိပါသေးတယ်တစ်ချိန်တည်းမှာပဲတရုတ်ရဲ့ဒီဆောက်လုံရင်းနဲ့ထုတ်လုပ်မှုနှုန်းဟာအလွန်တရာမှလျင်မြင်နေခဲ့ပါတယ်သူတို့ကတင်ဘောကြီးတွေနဲ့ကုန်တယ်တင်ဘောတွေကိုလာပိုင်းအတွင်းမှာတည်ဆောက်နိုင်တာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ရဲ့တည်ဆောက်မှုနှုံနှေးကွေးနေတယ်ဆိုပြီးမကြာခဏပြောလေးရှိပြီးတော့အမေရိကန်အနေနဲ့အချိန်မြင့်တင်ရမယ်လို့ဆိုလိုပါတယ်ဒီအဆက်တွေအားလုံးကြောင့်တရုတ်ရဲ့ဒီ J-36 နဲ့အမေရိကန်ရဲ့ Boring F-47 တွေကဘေလီယန်ကအရင်ဆုံးစစ်မှုထံပိုတက်တော်ဝင်မလဲဆိုတာကိုကျွန်တော်တို့မသိရသေးပါဘူးပိုပြီးမတည်ကြတာကတော့ဘေးတစင်းကပိုအဆင်မြင်မလဲဆိုတာပါပဲ J-36 နဲ့ပတ်သက်ပြီးတော့မှတက်တန်းရင်တိုက်လေရင်တွေထပ်ပိုကောင်းစေတဲ့အရာတွေရှိနိုင်တယ်ဆိုပြီး အများကြီးဆွေးနွေးခဲ့ကြပြီးပါပြီအခု F47 ရဲ့အားတာချက်တွေကိုကြည့်မယ်ဆိုရင်တော့ Boring ရဲ့ F47 ဟာ NGAD program အောက်မှာရှိတဲ့ American Lee Air ရဲ့ဒီပထမဆုံးစားထမားမျိုးဆက်တိုက်လေယာဉ်ဖြစ်ပါတယ်ဒီလေယာဉ်ဟာလေကြောင်းတိုက်ခိုက်ရေးနည်းပညာမှာကြီးမားတဲ့ရှင်လန်းတစ်ခုကိုကိုစားပြုပါတယ် Boring company ကဒီ Russia နဲ့တရုတ်လိုပြိုင်ဘက်တွေနဲ့အရန်အန်လျင်များတဲ့နေရာတွေမှာစစ်ဆင်နိုင်ဖို့အတွက်အစအမြင့်ဆုံး American နည်းပညာတွေကို F47 တွေကိုထည့်သွင်းထားပါတယ် တင်းတွေအရာ F47 ဟာအရင်တိုက်လျင်တွေထက်ပိုပြီးတော့မှစွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။တကယ့်အာသာချက်တွေကအစင်းမြစ်ကိုပျောက်စွန်းကြီးအစွမ်းထက်အာယုံကန်ကိရိယာတွေနဲ့ဒီလေယံဆိုင်ရာလျှက်စစ်ပစ္စည်းတွေပြီးရင်အဖော်လျင်တွေနဲ့အဖွေးလိုက်လှုပ်ဆောင်နိုင်မှုတွေပြီးဒီတာဝေးပြန်သန်းနိုင်စွန်းတွေပေါ့နော်ပြီးအလွန်မြင့်မားတဲ့အချိန်နဲ့ဒီဖြက်စီအာမြင့်လက်နက်တွေပဲဖြစ်ပါတယ်။ကိုပျောက်စွန်းကြီးဟာဆိုရင် F47 ရဲ့ဒီဇိုင်းမှာအဓိကအချက်ဖြစ်ပါတယ်။ဒါကကာကွယ်မှုအကောင်းတဲ့လေပိုင်နဲ့ထဲကို ရန်သူတွေတတိမထမိပဲဝင်ရောက်နိုင်ဖို့တိစောက်ထားတာပါ။ဒေါင်လိုက်အမီးတောင်ပံတွေကြောင့်ဘေးဘက်ကနေရေဒါကိုရောင်ပြန်ဟန်းနိုင်တဲ့ဒီဇိုင်းကိုအသုံးပြုထားတဲ့ F22 နဲ့ဒီ F35 လိုပြင်စမားမျိုးဆက်တိုက်လေယာဉ်တွေနဲ့မတူပဲ F47 ဟာဘက်စုံကိုပြောင်းစွန်းကြီးကိုအသုံးပြုထားပုံရပါတယ်။လေယာဉ်နမူနာပုံရိပ်ဖော်မှုတွေကိုကြည့်ရင်ဒေါင်လိုက်တောင်ပံအတန်းမပါဝင်တဲ့ဒီအမီးမေးပုံစံတွေဖြစ်နေတာကိုပြသနေပါတယ်။ဒီဒီဇိုင်းကဘေးဘက်လေးလံပေါ့နော်ကျွန်တော်တို့မြန်နိုင်စွန်းမရှိတဲ့အပြင် ။ဒေါင်တိုင်းကနေရေဒါရောင်ပြန်ဟန်မှုကိုလည်းရှင်းရှားပေးပါတယ်။တရုတ်နိုင်ငံရဲ့အားကောင်းတဲ့လေကြောင်းကာကွယ်ရေးရှိတဲ့အင်ဒိုပစိဖိတ်ဒေသလိုနေရာတွေကအဝေးဖမ်းရေဒါတွေနဲ့အစောပိုင်းတတိပေးတင်ပေါ်တွေမမြင်အောင်လည်းဖုံးကွင်းနိုင်မှာဖြစ်ပါတယ်။ F-17 ဟာရှားပွေတွေးရှိနိုင်ခြင်းကိုရှင်းရှားပေးတဲ့အစင်းမြင့်ပစ္စည်းတွေနဲ့ဖုံးအုပ်မှုတွေကိုလည်းအသုံးပြုထားပါတယ်။ဒါကသမ္မတတို့နေထရန်ပြောကြားခဲ့တဲ့အရာလေးဖြစ်ပါတယ်။ဒီအချက်ဟာကိုပြောင်းလျင်တွေကိုရှားပွေနိုင်တဲ့ low frequency အစောပိုင်းတတိပေးရေဒါတွေမမြင်အောင် ကာကွယ်နိုင်စွမ်းရှိလာနိုင်မယ်လို့ဆိုထားပါတယ် F47 ရဲ့ပုံသဏ္ဍာန်နဲ့ဒီပစ္စည်းတွေဟာမတူညီတဲ့ဒေါင်းတွေကနေလင်းထိန်နေတဲ့အခါမှာတော့ရှာဖွေဖို့ခက်ခဲအောင်ရည်ရွယ်တိစောက်ထားတယ်လို့ဆိုပါတယ် F47 မှာ Super Crew စွန်းရည်လည်းရှိပါတယ်ဒါက After Banner မသုံးမဲ့အသင်ထပ်ပုံမြန်အောင် ပြန်တန်းနိုင်တဲ့စွန်းရည်ပါ After Banner ကိုရှော့သုံးတာကအပူထုံးလွှမ်းမှုကိုနှေးစေပြီးတော့မှလေယံရဲ့အနီအောက်ရောင်ကြီး Signature ကိုရှော့ရှာပေးတဲ့အတွက် အပူရှာဖွေတဲ့အာယုံကံကရိယာတွေကတွေးရှိဖို့ပိုခက်ခဲစေပါတယ်။ဒီလိုမျိုးပိုငြိမ်ပြီးတော့မှအတန်ထမ်းမြန်တဲ့ပြန်တမ်းမှုကဂျက်လီယန်ကိုအန်ဒီယန်ရှိတဲ့လေပိုင်တဲ့အထင်းမှာပိုကြကြပြန်တမ်းနိုင်ဖို့ကူညီပေးပါတယ်။ F47 မှာရှိတဲ့ဒီကိုပြောက်စွန်ကြီးဟာရေဒါတမျိုးလေးကိုပဲရည်ရွယ်ထားတာတော့မဟုတ်ပါဘူး။တရက်စစ်တန်လိုက်ထုံလွှမ်းမှုနေပါအောင်ထိန်းသိမ်းထားတာမလုံးမစားအာယုံကံကရိယာတွေအသုံးပြုထားတာအစင်းမြအီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေကိုတည်ဆောင်ထားတာတွေလည်းပါဝင်ပါတယ်။ဒီအင်္ဂါရဲတွေအားလုံးကြောင့် F47 ဟာကာကွယ်ရေးတွေကိုဖျက်ချော်ဝင်ရောက်နိုင်မှာဖြစ်ပြီးတော့အရေးကြီးပြစ်မှတ်တွေကိုအလွေတကူထိမှန်အောင်ပြစ်ခတ်နိုင်မှာဖြစ်ပါတယ်။ပြီးတော့လုံလုံခြုံခြုံပြန်ထွက်လာစေနိုင်ပါတယ်။ဒီအချက်တွေဟာထိုးဖောက်ဝင်ရောက်တဲ့လေကြောင်းပြစ်မှတ်ကာကွယ်ရေးလေယံအဖြစ်အောင်မြင်စေပါပါ။ F47 ရဲ့အာယုံခံကရိယာတွေနဲ့လေယံဆိုင်ရာလျှက်စစ်ပစ္စည်းတွေဟာဆိုရင် F35 ရဲ့ APG-81 ရေဒါကိုကျော်လွန်ပြီးတော့ကမ္ဘာအကောင်ဆုံးတွေမှာပါဝင်တယ်လို့ဆိုပါတယ်။ဒီရေဒါဟာ Gallium Nitride ဒီထုံးလွှဲလက်ခံတဲ့ molecule တွေကိုတုံးထားပုံရပြီးတော့ show up ပြမှတ်တွေနဲ့ဒီတာဝေးရှာဖွေနိုင်ဖို့အတွက်ပိုဆွမ်းဆောင်နိုင်ပြီးတော့ပိုကြည်လင်တဲ့အဆက်ပြားမှုတွေကိုပေးနိုင်ပါတယ်။ AFD7 ဟာလေယံဘွာကအာယုန်ကန်ကရိယာပဲပြီးရင် CCAS အဖော်လေယံတွေနဲ့ဒီအရှောက်ကွန်ရဲ့ရှိဆက်ထားတဲ့စနစ်တွေကအဆက်လက်တွေကိုပေါင်းစပ်လိုက်လို့ရှိရင်လေယံမှုတွေကိုအကောင်းဆုံးအစီအနေသိရှိနာလေအောင်လုပ်ပေးနိုင်ပါတယ်။ AFD7 ဟာဆိုလို့ရှိရင်ဒီတဲပေါင်းစုတစ်ချောင်းအစိမ့်နဲ့တပြေးညီတိုက်ခိုက်ရေးအဆက်လက်တွေကို စူးဆောင်းလှုပ်ဆောင်မျှဝေပေးနိုင်ပါတယ်။ဒါက CCAS, F-35S, B-21 ဘုံကြီးလေယာဉ်တွေပေါ့နော်။တင်းမောတွေနဲ့မဟာမိတ်တပ်ဖွဲ့တွေလိုအခြားစနစ်တွေအတွက်ပြင်မှတ်ထားမှုကိုတိုးတက်စေပါတယ်။ F-47 ရဲ့ဒီလျှက်စစ်ပစ္စည်းတွေမှာကာကွယ်ရေးနဲ့တိုက်ခိုက်ရေးအတွက်ဒီအစင်းမြင့်ကာကွယ်ရေးနီလန်းတွေနဲ့မျိုးဆက်သစ် electronic စစ်ဆင်ရေးအစုံအလင်လည်းပါဝင်ပါတယ်။ဒီစနစ်တွေအားလုံးကြောင့် F-47 လေယာဉ်ဟာဆိုလို့ရှိရင်ရန်သူရဲလေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေကို အလွေတကူဖြတ်ကျော်နိုင်စွမ်းရှိမှလည်းဖြစ်ပါတယ်။ FD7 ရဲ့အစင်းမြင့်ဒီကွန်ပျူတာစနစ်တွေမှာလေယံမှုကိုကူညီဖို့အတွက်ဒီငြင်ရီဒူး AI ကိုအသုံးပြုထားပါတယ်။ဒီစနစ်တွေကလေယံမှုရဲ့လုပ်ငန်းဝန်ကိုရှင်းရှားပေးပြီးတော့အန္တရာယ်များတဲ့အခြေအနေတွေမှာပုံမှန်မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေရှာမဲနိုင်ဖို့ကူညီပေးပါတယ်။အသင့်အမြန်တဲ့ဒုံးကျည်တွေနဲ့ဒီတရားမှုရှိတဲ့လက်နက်တွေကြောင့် FD7 ဟာပြင်းမှတ်တွေကိုတွေးရှိပြီးတဲ့နောက်ဒီအဝေးကြီးကနေပြင်းမှတ်တွေကိုဖျက်ဆီးနိုင်ပါတယ်။ ီလိုအားသာချက်ရဲ့ကိုပြောင်းစွန့်ရည်နဲ့ဒီအမြန်နှုံးနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာ Apple D7 ဟာအလွန်တရာမှအစွမ်းထက်တဲ့လျင်တစ်စင်းဖြစ်လာပါတယ်။ဒါဟာလေကြောင်းရောမြေပြင် mission တွေကိုပါလှုံ့ဆော်စေနိုင်ပြီးတော့ရန်သူလေယာဉ်တွေပြီးရင်ကာကွယ်ရေးစနစ်တွေနဲ့အဓိကပြစ်မှတ်တွေကိုအလွန်တရာမှတိတိကျကျဖျက်ဆီးနိုင်ပါတယ်။ဒီအဓိကအင်္ဂါရဲ့တစ်ခုကတော့ CCAD မောင်းသူမေးလေယာဉ်တွေနဲ့ဘလို့ပူပေါင်းဆောင်ရွက်တယ်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါကလေတဲ့ရဲ့ဒီ system or system ပေါ့နော်ဒီစနစ်များရဲ့စနစ်ရှင်းကပ်ပုံကို ပြသနေပါတယ်အလွေပြောရရင်တော့ဗျာလေရန်မျိုးစုံနဲ့မောင်းတူမဲလေရန်မျိုးစုံကို အဖွဲတစ်ဖွဲအနေနဲ့တိုက်ပွဲဝင်ဖို့ရှိတ်ဆက်ထားတာပါဒီလိုအန်ဒူရီကထုတ်လုပ်တဲ့ဒီ YF244A နဲ့ General Atomy ကထုတ်လုပ်တဲ့ YF242A လိုမျိုး အဖော်မောင်းတူမဲလေရန်တွေဟာလက်နက်ပို့ပြီးတည်ဆောင်နိုင်တဲ့ရန်သူရဲ့အဆက်ပြမှုတွေကိုနှောင့်ယှက်နိုင်တယ်။ဒါမှမဟုတ်ပြင်းထန်တွေကိုတရှိုလုံးနိုင်ပါပြီ။ဒီလိုတွေလုံးနိုင်တဲ့အတွက် F47 အနေနဲ့အဝေးကြီးကနေပြင်းထန်တွေကိုအလွေတကူပြစ်ခတ်နိုင်ပါပြီ။ အမေရိကန်လီဒက်က F47 အစီအစဉ်အတွက် CCA မောင်းတူမေးလေရင်အစင်းတထောင်ရဖို့စီစဉ်ထားပြီးတော့ F47 တစင်းရှင်းစီဟာရန်သူကာကွယ်ရေးတွေကိုလွှမ်းမိုးဖို့အတွက်မောင်းတူမေးလေရင်အများအပြားကိုတပြိုင်တည်းထိန်းချုပ်နိုင်စေမှာပါဒီလိုတက်ဆင်မှုနဲ့ဆိုရင် F47 ဟာရန်သူလေယာဉ်တွေကိုတိုက်ခိုက်နိုင်ပြီးတော့ F35 နဲ့ F21 ဘုံကျေးလေယာဉ်တွေကတော့မြေပြင်ကာကွယ်ရေးတွေနဲ့အရေးကြီးတဲ့ပြင်မှတ်တွေကိုတိုက်ခိုက်နိုင်ပါတယ်ဒါကအလော်အထက်ထက်တိုက်ခိုက်ရေးဗျူဟာတစ်ခုကိုဖန်တီးပေးပါတယ် F47 ရဲ့ AI စနစ်ကအချိန်နဲ့တပြေးညီမောင်းသူမေးလေယံတွေနဲ့ညှိနှိုင်းနိုင်စေပြီးတော့လေယံမှုအပေါ်မှာ PR တွေမဖြစ်ပေနဲ့ဒီချိန်ချောင်းမှုတွေကိုဆက်ဆက်တုံ့ပြန်ပါတယ်။ဒီစနစ်ဟာဆိုရင်ပြမတ်တွေကိုတိုက်ခိုက်ဖို့ရဲ့ပြီးရင် area တွေကိုထောက်လှမ်းဖို့ရဲ့ဒါမှမဟုတ်ဒီရန်သူရဲ့ပြစ်ခတ်မှုကိုကိုစားကြဖြတ်အပြစ်ခံဖို့ CCA မောင်းသူမေးလေယံတွေကိုလက်ညှိုးပေးနိုင်ပါတယ်။ဒါမှလူသားလေယံမှုကိုအရေးကြီးဆုံးလုပ်ငန်းဆောင်တာတွေအတွက်ဘေကင်းအောင်ထားရှိနိုင်ပါပါ။ဒီလိုကွန်ရက်ရှိတ်ဆက်ထားတဲ့ရှင်းကဲမှုက F47 ကိုခက်ခဲတဲ့တိုက်ပွဲစုံတွေမှာပို့ပြီးတိုက်ခိုက်နိုင်စွမ်းမြင်မားစေပြီးတော့ရက်တီနိုင်စွမ်းလည်းပိုများစေပါတယ်။အလိုအလျောက်စနစ်နဲ့လူသားထိန်းချုပ်မှုကိုပေါင်းစပ်တာဟာစကန့်တိုင်းမှာအရေးပါတယ်။မြန်ဆန်ပြီးတော့မှ NDA ကြီးတဲ့တိုက်ပွဲတွေမှာတော်ချက်ဖြစ်နိုင်ပါတယ်။ပြီးတော့ CCA အစည်းအဝေးကိုတဆင်းပြီးတဆင်းတိုးတက်အောင်လှုပ်ဆောင်နေတဲ့အတွက်ဒီအချိန်ကြာလာတာနဲ့အမျှအနာဂတ်အဆင့်မြင့်တင်မှုတွေက F47 ရဲ့မောင်းသူမေးလေရင်ပူပေါင်းဆောင်ရွက်မှုကိုပိုမိုအဆင့်မြင့်လာစေမှာပါ။ F47 ကိုတာဝေးအကော်အဝေးပြန်တမ်းမှုနဲ့ မြင်နှုံမြင်ဖို့တည်ဆောက်ထားပြီးတော့ F22 ရဲ့အကြီးမားဆုံးပြဿနာတွေကတစ်ခုဖြစ်တဲ့တာဝေးမတော်နိုင်တဲ့ပြဿနာကိုဖြစ်ရှင်းပေးပါတယ်။ F22 ဟာတိုက်ခိုက်ရေးမာဒီအပိုစီတိုင်းကြီးတွေမပါပဲ၄မိုင်900အောက်တာပြန်တန်းနိုင်ပြီးတော့အလေးချိန်အများကြီးတည်ဆောက်နိုင်ခြင်းမရှိပါဘူး။ F47 ကဒီပြဿနာကိုဖြစ်ရှင်းပေးလိုက်ပါတယ်။လေတဲ့ရဲ့ဒီ2050အစီရင်ခံစာမှာဆိုလို့ရှိရင် F47 ဟာစီဖြည့်စရာမလိုပဲ၄မိုင်1850ကျော်ပြန်တန်းနိုင်ပြီးတော့လေတဲ့မှာစီဖြည့်ပေးတဲ့လေယာဉ်တွေနဲ့ဆို ပိုတောင်ဝေးဝေးပြန်တန်းနိုင်တယ်လို့ဆိုပါတယ်။ဒါက F22 ရဲ့ရောင်းနိုင်တဲ့အကော်အဝေးထက်နှစ်စားကျော်ပိုများပါတယ်။အရှိဆက်စခန်းတွေကအဝေးကြီးမှတစ်ခုနဲ့တစ်ခုပြန့်နှံ့နေပြီးတော့မှစီပြေလျံတွေအတွက်လွေကူတဲ့ပြင်းမှတ်ဖြစ်နေနိုင်တဲ့ Indo-Pacific ဒေသကမစ်ရှင်တွေအတွက် F47 လို့တာဝေးသွားနိုင်တဲ့လျံကအရေးကြီးပါပဲ။ F47 ရဲ့ပိုကြီးတဲ့ကိုထေကကိုပြောက်စွန်းကြီးကိုမထိခိုက်စေဘဲဒီအတွင်ပိုင်းစီပိုများများတည်ဆောင်ထားနိုင်ပါတယ်။ မရတော့နေထရန်နဲ့လေတဲ့ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဒေးဗစ်အော်ဗင်တို့နှစ်ဦးစလုံးက F47 ရဲ့အမြင့်ဆုံးအမြင်နှုန်းဟာ match 2 attack ဖြစ်မယ်လို့ပြောခဲ့ကြပါတယ်။ဒီလီယန်ဟာတက်တန်းရင် engine တွေထပ်ပို့အစွန်းထပ်ပြီးတော့စီပိုပြီးတက်တာတဲ့ General Electric ရဲ့ A102 တောင်မှမဟုတ် A103 လိုမျိုး life ဖက်ညီထွေမှုဖြစ်အောင်ပြုပြင်နိုင်တဲ့ engine တွေကိုအသုံးပြုထားပါလိမ့်မယ်။ဒီ engine တွေက super crew ဖြစ်တဲ့အတွက် afterburner မသုံးပဲအတန်ထက်မြန်တဲ့အချိန်နဲ့ပြန်တန်းနိုင်မှာဖြစ်ပြီးတော့စီရွှေတာနိုင်တဲ့အပြင် ပြန်တန်းနိုင်တဲ့အကော်အဝေးကိုတိုးရှိပေးပါတယ်။အဝေးကြီးပြန်တန်းနိုင်တာရဲ့ပြီးရင်မြန်မာရဲ့အမြင်နှုံးရကြောင်း F47 ဟာလုံခြုံတဲ့အကော်အဝေးကနေတိုက်ခိုက်နိုင်ပါတယ်။ American ရှေ့ဆက်စခန်းတွေကိုတခြားရန်သူဂျယ်လီရန်တွေလာရောက်တိုက်ခိုက်တာမျိုးမရှိအောင်လည်းကောက်ွေးနိုင်ပါတယ်။ဒါကရန်သူနေမြေအတွင်ပိုင်းအထိတိုက်ခိုက်နိုင်စွမ်းရှိတဲ့အပြင် American ရဲ့ပိုင်တွေကိုလည်းထိထိရောက်ရောက်ကောက်ွေးပေးနိုင်မှာဖြစ်တဲ့အတွက်ဒါနဲ့ဒိုင်းလိုမျိုးလှုပ်ဆောင်ပေးနိုင်ပါလေဖြစ်ပါတယ်။ F47 ရဲ့ဒီပိုကြီးတဲ့အရွယ်အစားက ိုများပြီးတော့မှပိုကောင်းတဲ့လက်နက်တွေပေးဆောင်နိုင်တယ်လို့လည်းဆိုလိုပါတယ်။ဒါတွေထဲမှာ hypersonic attack cruise missile ကိုအတန်ထမ်းမြန်တဲ့ဒုံးကျည်အစ်စ်တွေ self propelled high energy laser demonstrator လို့လေဆာလက်နက်တွေနဲ့ဒီ AIM 260 joint advanced tactical missile လို့အစင်းမြင့်ဒုံးကျည်တွေပါဝင်ပါတယ်။ဒီလက်နက်တွေဟာတကယ်ကိုမြန်ဆန်ပြီးတော့မှအင်မတန်လေးကြောက်စရာကောင်းပါတယ်။ရန်သူတွေအနေနဲ့ဟန်တာဖို့မဖြေနိုင်လောက်တဲ့အထိကိုလည်းမြန်ဆန်ပါတယ်။အဝေးကြီးပြန်တန်းနိုင်တဲ့အပြင် ိုပြောင်းနိုင်စွန်းကလည်းမြင်မှပြီးတော့အစင်းမြင့် AI စနစ်တွေပါဝင်တဲ့ F47 လေးရံမှာအဲ့ဒီလိုလက်နက်အစမ်းအပြားတွေကိုထည့်သွင်းလိုက်မယ်ဆိုရင်တော့တကယ်ကိုတမူထူးခြားတဲ့စားသမားမျိုးအမေရိကန်လေးရံဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့လည်းတရုတ်ကစားသမားမျိုးဆက်ဂျက်လေးရံဖြစ်တဲ့ J36 ကိုစားတင်ပြီးစမ်းသပ်နေပါပြီ။ဒါကြောင့်အနာဂတ်မှာအမေရိကန်ကပဲအားသာတော်မလားတရုတ်ကပဲအားသာတော်မလားဆိုတာတော့မသိရသေးပါဘူး။ဒီအချိန်မှာ F47 နဲ့ J36 ဟာ နှစ်ခုလုံးအစောပိုင်းတီဆောက်စေးအစင်းမှာရှိနေတဲ့အတွက်စွန့်ရည်ချင်းတူညီနေပါတယ်။ဘယ်တစ်ခုကပိုကောင်းမလဲဆိုတာကိုပြောဖို့ကလည်းအရင်စောနေပါတယ်။ဒါပေမဲ့လည်းအမေရိကန်ဟာကမ္ဘာအဆင့်မြင့်ဆုံးလေယံတွေပြီးတိုက်လေယံတွေဘုံကျေးလေယံတွေပြီးရင်အဲ့ဒါတွေအပြင်တခြားလေယံတွေကိုလည်းတီဆောက်ခဲ့တဲ့စီစူးနည်းများစွာအတွေ့အကြုံကသူ့မှာရှိပါတယ်။အခုထိတိုင်ဒီအမေရိကန်ကလေကြောင်းစွမ်းအားကိုဦးဆောင်နေစေလည်းဖြစ်ပါတယ်။ American F-22 ဟာအခုထိတီဆောက်မှုတွေမှာအစွမ်းထက်ဆုံးတိုက်လေယံဖြစ်နေစေပါ V2 speed ဆိုတာကလည်း V21 radar အသေးကနေရာမယူမရှင်ကဘာထိတ်တန်းကိုပြောင်းဘုံကျေးလျင်အဖြစ်ရှိနေပါတယ် F35 ကိုထေပောင်းလိုက်ရင် American ဟာကဘာအကြီးဆုံးနဲ့အစင်အမြင့်ဆုံးတွေတဲ့ကိုပိုင်ဆိုင်ထားတာကထင်ရှားပါတယ်ဒီကနေ့ဒီ American တရုတ်လေကြောင်းစစ်ပွဲဖြစ်ခဲ့ရင် American ကလွန်မိုးနိုင်ွေးရှိပါတယ်တိုက်ပွဲဟာ second byte အတွင်းမှာပြီးဆုံးသွားနိုင်ပါတယ်ဒါပေမဲ့အနာဂတ်မှာနှစ်ဖက်စလုံးကသာသူတို့ရဲ့စားသမားမျိုးဆက်တိုက်လျင်တွေကိုအသုံးပြလာတဲ့အခါမှာအရှင်တွေကပို့ပြီး ိုင်ဆိုင်မှုတွေပြင်းထန်လာပါလိမ့်မယ်။ဘေဂျက်လီယန်ဘေနိုင်ငံကခေါင်းကွင်ကိုအုပ်စိုးမလဲဆိုတာကိုအချိန်ကားသာပြောပြနိုင်ပါလိမ့်မယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးမှာကျွန်တော်ပြောတော့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ထပ်ပြီးဆွေးနွေးစရာတွေရှိရင်လည်း comment မှာရှာရေးပေးတော့ကြေလို့ရပါတယ်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိလနဲ့ပစ္စည်းအကြောင်းတွေလက်တော်ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံကြီးအခင်အကျင်းတွေဘုဒ္ဓရာရရှိပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေဦးမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ။ အကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောင်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 912 625တုံညာကို6958539လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ ကောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။